ဖန်စီခန့်ចောင်းသားတွေနဲ့ဝင်းရည်ပြည်သူတွေရဲ့အကျိုးဆောင်ရှေ့နေတူဖြစ်တဲ့ဒေါခင်ခင်ကျော်ကိုတရားရုံးနှောက်ယှက်မှုနဲ့တာယာရီမြို့နယ်တရားသူကြီးကတရားလိုပြုတ်လုပြီးတရားဆွဲဆိုထားတဲ့အမှုမှာတရားဆွဲဆိုထားမှုကိုရုပ်သိမ်းမှုအတွက်အောက်တိုဘာ14ရက်ကရှောက်လွှာတင်ခဲ့ပါတယ်အာရရရအလန်းတော့ ေါ်ကင်ခင်ကျော်ဘက်မှလိုက်ပါဆောင်ရွက်ပေးတဲ့တရားလွတ်တော်ရှေ့နေဖြစ်တဲ့ဦးကြည်မင်းကတော့တရားလွတ်တော်ရှေ့နေဟာတရားစွဲဆိုမှုဟာဥပဒေအရဘားကောင်စီတို့ဥစွာအကြောင်းကြားပြီးမှဘားကောင်စီအဥပဒေဖြင့်တရားစွဲဆိုရမှာဖြစ်တယ်လို့ဆိုပါတယ်ယခုတရားစွဲဆိုမှုမှာတော့ဓာတ်ရိုက်စွဲဆိုမှုဖြစ်တာကြောင့်တရားစွဲဆိုမှုကိုရုပ်ပေးဖို့အတွက်ရှောက်လွှာတင်ခဲ့တာဖြစ်တယ်လို့တရားလွတ်တော်ရှေ့နေဦးကြည်မင်းကပြောပါတယ်ဒီနေ့အမှုအခြေအနေကတော့ဒေါကင်းကျော်ကိုတရားစွဲခံရတဲ့ တရားရုံးကတရားစွဲခံရတဲ့ဘုမာတရားစွဲဖို့လျှောက်ထားတဲ့ညွန့်တဲ့တရားသူကြီးဦးချင်းမြတ်ကိုဒီနေ့စစ်ဆေးပါတရားလိုစစ်စာစစ်ဆေးပါမနေ့စေနိုင်ခွဲရစစ်တာအခု3နာရီခွဲမှပြီးပါတယ်အဲ့တော့စစ်ဆေးတဲ့အခါမှာဆရာအဓိကဒီနေ့သင်ပြခဲ့တာကတော့ဒီတရားရုံးရှိမှာရှင်းနေတဲ့တရားသူကြီးနဲ့တော့လကောင်းတရားရုံးရှိမှာဖြစ်ပွားတဲ့အမှုစီရင်ဖြစ်ပွားတဲ့အမှုတွေနဲ့ပတ်သက်လာလို့ရှိရင် ဘားကောင်ဆယ်အဲ့ရပဲအရေးယူရမယ်တခြားဥပဒေတွေနဲ့အရေးယူလို့မရဘူးသူပြတ်ထန်ထားပြီးသားအဲ့တော့ဒီဘားကောင်စီအဲ့ဆိုတာအင်္ဂလိပ်လက်ထက်တရားပြခန့်ခဲ့တာအဲ့ဒီဥပဒေကအခုလည်းအခုထိလည်းတည်ဆဲရှိတယ်အဲ့ဒီဥပဒေကိုလိုက်နာအဲ့ဒီဥပဒေပြတ်ထန်ပြတ်ထန်ထားတယ်အဲ့လိုပြတ်ဒီလိုဘားကောင်ဆယ်အဲ့ရပဲအရေးယူရမယ်ဆိုတဲ့ဥစ္စာကိုတရားသူယူမေးတဲ့အခါမှာတရားသူကလည်းပြောသူအဲ့ဒီဟာကိုအသေးစိတ်မသိဘူးလို့သူပြောတယ်အဲ့တော့ဒိုးကတော့ဒိုးဘက်ကတော့အဲ့ဒီဘားကောင်ဆယ်အဲ့ ပြီးအတွဲ၁၁မှာမြန်မာနိုင်ငံဘာမကုတ်မြန်မာနိုင်ငံဥပဒေအတွဲ၁၁မှာပြဋ္ဌာန်းထားတယ်ဥပဒေအရတို့ကတော့ဒေါကင်ကျော်ဒီလိုကုတရားဆွဲဆိုထားတာမှားယွင်းနေကြအောင်လို့ပြုစံရှင်တို့ဥပဒေပုံမှန်250နှစ်အရရောက်ရှိတဲ့အစဉ်ကလွတ်ပေးပါဆိုပြီးတော့တို့ကတော့ရုံးလျှောက်လွှဲချက်တင်ခဲ့တယ်အဲ့ဒါနဲ့ပတ်သက်လို့20တရက်နေမှာလျှောက်လွှဲချက်ပေးရမယ်နောက်တစ်ချိန်ဒိုရီမဟုတ် ယုံကျင်းတစ်ခုမှာတရားရုံးကအမိတရားချလိုက်မယ်။ထောခင်ခင်ကျော်ဟာတောင်းသားယုံကျင်းတရားခွင်တစ်ခုမှာတရားခွင်ကိုဆက်လက်ဆစ်ဆေးလို့မရအောင် ပြုလုပ်ခဲ့တယ်လို့ဆိုပြီးတရားရုံးနှောက်ရှက်မှုပြည်မှုဆိုင်ရာဥပဒေပေါ်မှာ228နဲ့တရားစွဲဆိုခဲ့တာဖြစ်ပြီးအော်တိုဘားလ14ရက်နေ့ကတတိယမြောက်ယုံကျင်းအဖြစ်ခေါ်ယူဆစ်ဆေးခဲ့တာဖြစ်ပါတယ်။